မင်္ဂလာပါရှင် PPTV ရဲ့အပတ်စဉ်တင်ဆက်ပေးနေကြသတင်းလာချင်းလာအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ကျမကတော့ချူပါပြည်သူတွေကမှပြက်နှက်နေတဲ့သတင်းမှားတွေအချက်လက်မှားတွေနဲ့အကြောင်းအရာမှားတွေကိုစစ်စစ်ပြီးတော့ဘယ်ဟာကသတင်းမှားဘယ်ဟာကချင်းဆိုပြီးတော့တင်ဆက်ပေးသွားမှာပါပြည်သက်တွေနေနဲ့လည်းဖတ်ရှုလိုက်ရတာတွေမြေတွေးခဲ့ရတဲ့အကြောင်းအရာတွေကိုသတင်းလာချင်းလာသိကြရင်တော့ comment တွေမှာဝင်ရောက်ရေးသားမေးမြန်းနိုင်ပါတယ်ရှင်ဒီဒီဘက်အတွက်တင်ဆက်ပေးမှာတွေကတော့ ညောင်လေးပင်ခရိုင်အတွင်းမှာတော်လန်ရေးတက်တွေနဲ့အပိတ်ထောက်ခံသူတွေကိုလေကြောင်းကနေတိုက်ခိုက်တုတ်တင်လိုက်တယ်ဆိုရဲချင်းဝါရဲရခိုင်နိုင်ငံရေးသမားဦးလှစောကလေကြောင်းတိုက်ခိုက်ခံရလို့ဒဏ်ရာရရှိပြီးကုသနေရင်တေဆုံးရတာဆိုတဲ့သတင်းမှနဲ့ KIA PDF တော်လန်ရေးတက်ပေါင်းစုကဒေသခံတွေကိုလူသားတိုင်းလှုပ်ပြီးတော့ဗမော်မျိုးကနေစတင်ဆုတ်ခွာနေပြီဆိုတဲ့ဂျင်းကြောင်းရတွေပါပဲ စစ်ကောင်စီကတော့သခိုင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက်ပိုင်းမှာမြန်မာနိုင်ငံတဝင်းကိုလေကြောင်းတိုက်ခိုက်မှုတွေနဲ့အပြင်လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေပါပုံမှန်လှုပ်ဆောင်နေပါတယ်။လူခွင့်ဆိုင်ရာဝင်ကြီးဌာနရဲ့ထုတ်ပြန်ထားတဲ့အချက်လက်တွေကိုကြည့်မယ်ဆိုရင်မက်စလာ28ရက်ကနေမေလ2ရက်အတွင်းမှာစစ်ကောင်စီတပ်တွေကလေကြောင်းတိုက်ခိုက်မှု282ကြိမ်အထိပြုလုပ်ခဲ့ပြီးတော့အဲ့ဒီတိုက်ခိုက်မှုတွေအတွင်းမှာပြည်သူ256ဦးသေဆုံးခဲ့ရတယ်လို့ပြည်သူ456ဦးဒဏ်ရာရရှိခဲ့တယ်ဆိုပြီးတော့တွေ့ရပါတယ်။ စစ်ကောင်စီတပ်တွေကပြည်သူတွေအခုလိုတတ်ထက်နေရကိုစစ်ကောင်စီလော်ဘီတွေကဖုံးကွယ်ပေးပြီးတော့ဂျင်းတွေဖြန့်ချီနေရကိုလည်းတွေ့ရပါတယ်အခုလဲစစ်ကောင်စီလော်ဘီ True Media ကညောင်လေးပင်ခရိုင်အတွင်းမှာတော်လိုင်းရေးတက်တွေနဲ့တော်လိုင်းရေးတက်တွေကိုအားပေးရတဲ့သူတွေကိုလေးချောင်းကနေတိုက်ခိုက်တုတ်သိမှုတွေစတင်နေပြီဆိုပြီးတော့ဓားပုံတွေနဲ့တကွဖော်ပြထားတာတွေ့ရပါတယ်။အဲဒီပိုဆယ်ပြန့်နှံ့မှုကလိုက်130 comment တစ်ခုနဲ့ view ကတော့468ရှိရတွေ့ရပါတယ်။ အကြောင်းအရာကိုစစ်စစ်ကြည့်ရတဲ့အခါမှာလည်းလွဲမှနေပါလေရှင်။ True Media ကဖြန့်ချိနေတဲ့အကြောင်းအရာနဲ့ဓာတ်ပုံတွေကိုစစ်စစ်ကြည့်ရတဲ့အခါမှာတော့ KNU ဘဟုကထုတ်ပြန်ထားတဲ့ဓာတ်ပုံတွေဖြစ်နေအောင်တွေ့ရပါတယ်။ကဲနူဘဟုကမူးမျိုးနဲ့စောတိမျိုးနယ်တွေအတွင်းမှာအကြမ်းဖက်စစ်တပ်ကပြည်သူလူထုကိုပိတ်မှတ်ထားပြီးတော့လေချောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ရကြောင်းပြည်သူ၄ဦးသေဆုံးပြီးတော့၂ဦးထဏ်ရာရရှိခဲ့တယ်လို့ဒိန်အိမ်တွေနဲ့ဘုံကြီးကျောင်းတွေပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ဖော်ပြခဲ့တာပါ။ အဲ့ဒါကိုစစ်ကောင်စီ lobby တွေကဖုံးကွယ်ပြီးတော့ချင်းတွေရေးသားပြီးဖျက်ချီနေရပါပဲ။ True Media Channel ဖော်ပြချက်ကိုဖတ်ချက်ရကြည့်မယ်ဆိုရင်လည်းပြုတ်ပြင်းစင်မဲ့တဆက်ချက်ဖြစ်နေတာတွေ့ရပါတယ်ရှင်။ဒီတစ်ပတ်ထဲမှာဝိုင်းရိတ်ရခိုင်နိုင်ငံရေးသမားဦးဦးလှစောကွယ်လွန်ဆုံးပါခဲ့ရပါတယ်။ဦးဦးလှစောရဲ့ကွယ်လွန်မှုအပေါ်နိုင်ငံရေးသမားတွေကဝန်내ကြောင့်အသီးသီးရေးသားပြီးတော့မှတ်ချက်ပေးခဲ့ကြပါတယ်။ ဦးလာဆောင်အောင်ဆိုရင်တော့ကင်ဆာယောဂါနဲ့ကွယ်လွန်ခဲ့တာပါအဲ့ဒါကိုစစ်ကောင်စီလော်ဘီတွေကဦးလာဆောင်အောင်ကင်ဆာယောဂါနဲ့ကွယ်လွန်တာမဟုတ်ဘဲနဲ့လေကြောင်းတိုက်ခိုက်မှုမှာဒဏ်ရာရပြီးတော့ကုသနေစင်မှာကွယ်လွန်တာဖြစ်တယ်လို့ချင်းထည့်ပြီးတော့ဖြန့်ချိနေပါတယ်အဲ့ဒီ post ကိုစတင်ခဲ့သူကတော့ရွှေမြမာ Telegram Channel ကပါအဲ့ဒီပိုဆက်ပြက်လက်မှုက light 27နဲ့ view ကတော့19300ရှိရတွေ့ရပါတယ်။အเจ้าရောင်စဉ်းစားကြည့်ရခါမှလည်းလွဲမှားနေရတွေ့ရပါတယ်ရှင်။ လွတ်လပ်ပြီးယုံကြည်စိတ်ချတဲ့သတင်းဌာနတွေမှာကဝါရင့်ရခိုင်နိုင်ငံရေးသမားဦးလှဆော်အားဆိုရင်ကာလရှင်ခန်းစားနေရတဲ့လေကြောင်းကင်ဆာယောဂါရှိတယ်ဆိုတာနဲ့အဲ့ဒီယောဂါကိုစိတ်ကူတာမှုခံယူနေချိန်မှာပဲဆုံးပါသွားခဲ့တယ်ဆိုပြီးဖော်ပြခဲ့တာပါအဲ့ဒါကိုစစ်ကောင်စီလော်ဘီတွေကတေဆုံးသူရဲ့ဂုံတိတ်ခါကိုညှို့နှဲအောင်လှုပ်ချင်တဲ့ဆန္ဒနဲ့လေချောင်းတိုက်ခိုက်ခံရမှုအတွင်းမှာဒံယာရကတေဆုံးခဲ့ရလို့ချင်းထက်ဖြန့်ချိနေရပါပဲ ရှင်မြန်မာ Telegram Channel ပေါ်ပြချက်ကိုဖက်ချက်ရကြည့်မယ်ဆိုရင်လှည့်ဖြားမှိုင်းသောတိဆက်ချက်ဖြစ်နေတာတွေ့ရပါတယ်ရှင်။စစ်ကောင်စီလော်ဘီတိုက်ပွဲသတင်းစုံ Telegram Channel ကအကြောင်းအရာမှားတစ်ခုရေးတင်ပြီးတော့ပြည်သူတွေကိုခြေထည့်နေပါတယ်။ ဲ့ဒါတော့ KIA PDF တော်လန်ရေးတပ်ပေါင်းစုကဒေတာခံတွေကိုလူသားတတိုင်းလုတ်ပြီးတော့ဗမော်မျိုးကနေစတင်စုတ်ခွာနေပြီဖြစ်တယ်ဆိုတာနဲ့ PDF အရောက်တရာခန့်ကအလင်းဖွင့်ရောက်ဖို့အတွက်ဆက်သွယ်လာတာလည်းရှိတယ်ဆိုပြီးတော့ရေးသားဖြန့်ချိနေရပါအလီပိုဆယ်ပြန်လည်မှုက line 953 view ကတော့1400ကျော်နဲ့ share 20ရှိရာတွေ့ရပါတယ်။အကြောင်းအရာစစ်စစ်ကြည့်ရတဲ့အခါမှာလည်းလွဲမှားနေပါတယ်ရှင်။ လွတ်လပ်ပြီးယုံကြည်စိတ်ချရတဲ့တည်င်းဌာနတွေမှာကဗမော်မျိုးမကြဆုံးရေးအတွက်စစ်ကောင်စီတပ်တွေကအပြင်းထန်ခုခံနေရတယ်ဆိုပြီးဟေးသဖော်ပြခဲ့ကြတာပါဗမာမြို့တိုက်ပွဲမှာစစ်ရှုံးနေတဲ့စစ်ကောင်စီတပ်တွေအတွက်လော်ဘီတွေကသတင်းမှားတွေရေးတင်ပြီးတော့ချင်းထည့်နေရပါပဲ။တိုက်ပွဲသတင်းစုံ channel ဖော်ပြချက်ကိုဖတ်ချက်ရကြည့်မယ်ဆိုရင်လည်းအစအဆုံးကလုံခြုံဖက်တီတိဆက်ချက်ဖြစ်နေရတွေ့ရပါလေရှင်။ အခုတင်ဆက်ခဲ့ရတဲ့ပေါ်ပြည်သက်တွေအနေနဲ့ကျင်းနှစ်နှစ်သိမ့်မယ်လို့မျှော်လင့်ပါတယ်။နောက်လာမယ့်အပတ်တွေမှာလည်းသတင်းမှားတွေကျင်းတွေကိုဘယ်လိုမျိုးရှာဖွေစစ်ဖော်ထုတ်ပေးမလဲဆိုတာစောင့်ကြည့်ကြပါအောင်နော်။ပြည်သက်တွေနေနဲ့လေစစ်စစ်ချင်တဲ့အကြောင်းအရာတွေရှိလဲ message box ကနေတက်ဆက်သွင်းလိုက်ပါတယ်။အဲလိုပေးပို့လာရတွေကိုကျမတို့အဖွဲ့သားတွေကရှာဖွေစစ်စစ်ပေးသွားမှာလည်းဖြစ်ပါတယ်ရှင်။ပြည်သူလူထုတရက်လုံးတည်င်းလာချင်းလာခွဲစားသိမိပြီးစစ်ကောင်စီ lobby တွေရဲ့ချင်းထက်ခေရချင်းပေးရနေကင်းဝေးပျော်ရွှင်နိုင်ကြပါစေရှင်။